ဒါကြောင့်မလို့ဘုရားနုဒတိဘာဝနာပွားပြီဆိုရင်မြတ်စွာဘုရားကိုစိတ်ကထားပြီးဂုဏ်တော်တွေကိုတစ်ခုပြီးတစ်ခုဆင်ခြင်စဉ်းစားပြီးတော့ဆင်ခြင်သုံးသပ်ပြီးဝမ်းသာနေအောင်ကြည်နူးနေအောင်လုပ်ရမယ်ဂုဏ်တော်တစ်ခုကနေတစ်ခုတစ်ခုကနေတစ်ခုဒီလိုပြောင်းလဲပြီးတော့စိတ်ကြည်နူးနေအောင်အချိန်ကြာကြာဒီလိုလုပ်တာဘုရားနုဒတိဘာဝနာလို့ဒီလိုခေါ်တယ်ဘုရားဂုဏ်ကိုအဖန်မှန်အထက်ထအမှတ်ရနေခြင်း ဒါရမို့အနုတ္တိဆိုတာအနုဆိုတာအချိန်ချင်းအထထတတိဆိုတာအမှတ်ရခုနလိုစဉ်းစားနေခြင်းကိုပဲအမှတ်ရနေတယ်လို့ဒီလိုဆိုတာပေါ့တတိကိုဥတီပြီးတော့ပြောတယ်ဆိုရင်ပဲအတိညာပါရတယ်အတိညာနဲ့မှမြတ်စွာဘုရားရဲ့ဂုဏ်တွေကိုစဉ်းစားလို့ရမှာပေါ့ဒါမို့သိအောင်အရင်သင်ရမယ်ဣတိပိသောဘဂဝါအရဟံမအရဟံဆိုတာဘယ်လိုဆိုတာကို သဘောပေါက်နားလေသည်ထီအောင်သင်ရသင်ပြီးတဲ့အခါမှာအဲ့ဒီဂုံတော်ရဲ့အည်သွေးတွေကိုမိမိစိတ်ထဲမှာကြည်နူးလာသည်ထီအောင်ပွားများအထောအဲ့ဒီလိုဂုံတော်တဘာစီတဘာစီရဲ့အဓိပ္ပာယ်အနှစ်သာရကိုသိရှိနားလည်ပြီးတော့ပွားများအထောပြီးစိတ်စိတ်ဟာရှင်လန်းတက်ကြွလာရှင်လန်းတက်ကြွလာမြတ်စွာဘုရားကဟောတယ်ဘုရားနုတတိလို့ဆိုတဲ့ဘုရားကိုအာယုံပြုတ်ပြီးတော့နေတဲ့အခါမှာ စိတ်ကလေးဟာတဖြောင်းနဲ့ဖရားနဲ့ဖရားကုံတော်မှာအကျိုးတက်ရောက်ဖရားကုံတော်မှာပဲတက်ရောက်ပြီးတော့နေတဲ့အချိန်မှာတဲ့ရာဂလွှမ်းမိုးတဲ့စိတ်မဖြစ်လာဘူးတဲ့ဒေါသလွှမ်းမိုးတဲ့စိတ်မဖြစ်လာဘူးမောဟလွှမ်းမိုးတဲ့စိတ်တွေမဖြစ်လာဘူးဒါကအဓိကအရေးကြီးတဲ့အကုသိုလ်တွေပြောတာကြံတဲ့အကုသိုလ်တွေလည်းမဖြစ်လာဘူးလို့ဒီလိုဆိုလိုတယ်ပေါ့ဖရားကုံကိုအာယုံပြုတ်ပြီးတော့ လောဘဒေါသမောဟကိရိတာတွေကိုချို့နှိမ်ထားလိုက်ခြင်းဟာကိုယ်ကအနိုင်ရနေခြင်းပဲဖြစ်တယ်ပေါ့အဲ့နေလို့လောဘမဖြစ်တာဒေါသမဖြစ်တာမောဟမဖြစ်တာသူ့ဘာသူမဖြစ်တာအခုဟာကြတော့ဖြစ်ဖို့အနေထားကြုံရတဲ့နဲ့မဖြစ်အောင်ချို့နှိမ်ပြီးတားဆီးထားတဲ့သဘောကောင်းတာတွေနဲ့အစားထိုးပြီးတော့နေထိုင်တဲ့သဘောဒါကြောင့်မို့ဗုဒ္ဓံနှုတ်တတိလို့ဆိုတဲ့ဘုရားကောင်ကိုအာရုံပြုတဲ့ဘာဝနာဟာ စိတ်ရှင်လန်းမှုအတွက်အများကြီးအကျိုးပြုတယ်။အေးစိတ်လည်းရှင်လန်းမှုအတွက်အကျိုးဖြစ်လာတဲ့အခါကျတော့ဘုရားနဲ့သတိဘာဝနာကိုအခြေခံပြီးတော့မဉ္ဉံပူဉ္ဉံရဖို့အတွက်ဝိပဿနာလို့သွားလို့လည်းရတယ်လို့သူပြော။